သားသမီးတွေရှိမှမပြုတ်လို့တဲ့အရာသုံးခုသင်ကအိမ်တောင်ရှိတယ်သားသမီးတွေရှိတယ်ဆိုရင်ဒီဗီဒီယိုကသင်အတွက်ပါပဲမိဘတွေအနေနဲ့သားသမီးတွေရှိမှစောင့်ကြည့်ရမယ့်အရာတွေကတော့နံပါတ်၁ညဉ့်ဉန်းတဲ့စကားပြောတာတချို့မိဘတွေရှိတယ်အဖေလုပ်တဲ့သူကအမေလုပ်တဲ့သူကိုစောင့်လုပ်တဲ့သဘောနဲ့ညဉ့်ဉန်းတဲ့စကားလုံးတွေတုံးပြီးကြီးစေတာမျိုးပါအဲဒါကစနီးမောင်နဲ့တကူကြပြောရမယ့်အရာဖြစ်ပြီးသားသမီးတွေမကြတယ်မှာဘူး အခုခေတ်ကငါးနှစ်၆နှစ်ကလေးတွေကစဖုန်းတွေတုံးတက်နေတော့အရန်နားလေကြပါတယ်။သားသမီးတွေအတူယူမမအောင်ရှောင်ကျင်ရမှာပါ။နံပါတ်နဲ့ညဉ့်ညန်းစွာတိုင်းထွာတာအဖေများစုကသားသမီးတွေကိုပဲဖြစ်ဖြစ်သားသမီးရှိပဲဖြစ်ဖြစ်အောင်လုံးတွေတုံးပြီးကင်တုတ်စဲရီတိုင်းထွာကြတယ်။တချို့မိတွေလည်းအဲ့လိုပဲပတ်ဆက်ကြမ်းကြတယ်။တင်ကလေးကငယ်တဲ့အွယ်ဆိုရင်တော့တင်စဲတယ်လို့လိုက်စဲတက်သွားမယ်။ အပြုတ်ရွယ်လူပြုတ်ရွယ်လေးတွေဆိုရင်ကျွန်တော်မိဘနေရဲ့ပတ်သက်ချက်မှုကြောင့်ပတ်ဝန်းကျင်မှာရှက်ကြပါလိမ့်မယ်။နံပါတ်3စကားများတာကလေးနေရှိမှာလင်မယားချင်းစကားများရှံဖြစ်တာလုံးဝမလို့တင်ပါဘူး။ကလေးနေရှိမှာလင်မယားချင်းစကားများလိုက်ရှံဖြစ်လိုက်ရိုင်းနှက်ဆဲဆူလိုက်လုပ်နေရင်ဘယ်ကလေးကမှတင်းတို့နဲ့အတူနေချင်းကြမှာမဟုတ်ပါဘူး။လူကြီးချင်းရဲ့ဖြစ်စကားများတာနေကြုံခဲ့ဘူးတဲ့ကလေးတွေဟာ အချွင်ရောက်လာချိန်မှာသူတို့ရဲ့အခြေရေးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေရှိတတ်ပါတယ်။ကလေးတွေပိုတသက်စာစိတ်ဒဏ်ရာမရစေချင်ရင်တော့ကလေးတွေရှိမှရမ်းမဖြစ်ကြပါနဲ့။